ရှမ်းပြည်နယ်အရှိပိုင်းကရွှေသူဖော်မှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ဂေဟာစနစ်ကိုထိခိုက်မှာကိုထိုင်းအာဏာပိုင်တွေကစိုးရိမ်နေကြပါတယ်။ဒီကြောင့်ကွန်ပျူတာကစူးစီးတင်ဆက်ထားပါတယ်။ UWSA ဝါလက်နက်ကိုင်အဖွဲ့ကထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်အရှိပိုင်းမိုင်းဆက်မြို့နယ်တဲကနတ်ခုံမြို့မှာရွှေသူနေကြတာတွေကြောင့်ပြည်သူတွေလည်းဒုက္ခရောက်နေကြတယ်လို့ရှမ်းလူအခွင့်အရေးမှန်တိုင်း SHRF ကပြောပါရယ်။ SHRF ရဲ့အဆိုအရဒီရွှေသူဖော်မှုတွေကိုထိုင်းနယ်စပ်နဲ့နှီးတဲ့ မန်ယုံဒေတာပိန်ခန့်ရော်မှာဝါတာဖွဲ့ကလှုပ်ချုံရေးယူပြီးတရုတ်ကုမ္ပဏီတွေကသူ့ဖော်နေကြတာလို့ SHRF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အတိအကျတော့ကျွန်တော်ဒီဖောင်နေနေတူးတယ်ဖောင်နေနေတူးတဲ့ပုံစံနဲ့ရှိရပြီးတော့ open pay ပေါ်တော့ဒီလိုတောင်းလျော်ဖြိုးပြီးတူးတာတွေလည်းရှိရရှင်။အွှေသူ့ဖော်မှုကတော့အတိအကျလှုပ်နေတာတရုတ်ကုမ္ပဏီဖြစ်ပြီးမှတော့ကျွန်တော်တို့ဒီ UWS ရဲ့တော့လှုပ်ချုံရေးယူပြရပါရှင်။ဒီလိုရွှေသူ့ဖော်မှုတွေကြောင့်လူထုရဲ့ကြမ်းမာရေးပိုက်အဖြစ်တဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်လာနိုင်စေတယ်လို့ဆက်ပြောပါရယ်။ အာအတိအနောက်ဆက်တယ်ဆိုကြွားတော့အများကြီးပဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ရေထဲမှာဆိုရင်ဒီထိုင်းဖက်ကလေးလာချင်တာဆိုရင်အာရေထဲမှာအာဆင်နစ်တွေပါတယ်အာပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီရေထဲမှာအာဆင်နစ်တွေမာကျူရီပါတယ်မာကျူရီရောအာဆင်နစ်ရောဒီကင်ဆာဖြစ်တယ်စာမီတောင်းမီရဲ့လူတွေပေါ့နော်ကင်ဆာဖြစ်တယ်လက်ရှိချိန်မှာအစာရင်ပြဿနာတွေဖြစ်နိုင်တယ်တွေးထဲရောက်တာမယ်ဆိုရင်ကျွန်တော်တို့တွေးကင်ဆာလိုမျိုးတွေဖြစ်နိုင်တယ်အာပြီးတဲ့အခါမှာကျွန်တော်တို့ဒီတဘာပတ်ဝန်းကျင်ပေါ့နော်ဒီအပင်တွေရေရှည်တဲ့ပေါ့နော်ဒီငါမျိုးစိတ်တွေတွေလည်းထိခိုက်တယ် နောက်ပြီးရဲ့အခါကျတော့ဒါမြစ်ချောင်းပြောင်းနေမြစ်ချောင်းထိခိုင်းမှုတော့ဒါရည်လည်းဖြစ်စီရဲ့တော့မှကျတော့ဒီရေတရံစာရဆုံးရှုံးမှုတွေလည်းဖြစ်နိုင်နေပေါ့နော်ဒီတခန့်တွေရဲ့အပြောအရမယူမျိုးကနတ်ခုံမြစ်မှာ24နိုင်လုံးမရမနာရွှေတူးဖော်နေကြတယ်လို့ဆိုပါတယ်တရုတ်ကုမ္ပဏီ၄ခုကတရုတ်လူမျိုးအလုပ်သမား300လောက်နဲ့မြစ်ကန်ဘေးတစ်လျှောက်ကတောင်ကုန်းတွေနဲ့မြစ်ထဲမှာရွှေဖောင်တွေနဲ့တူးဖော်နေကြတယ်လို့ဆိုပါတယ်ဒီရွှေတူးဖော်မှုတွေဟာ2025ခုနှစ်ထဲမှာပိုပြီးများလာခဲ့တယ်လို့လည်းဆိုပါတယ်ထိုင်းနိုင်ငံမက်ဖလောင်တက်ကတူက ဧပြီလ30ရက်နေ့မှာထမ်းမြန်မာနယ်စပ်ရှိချင်းရိုင်းမဲဆိုင်နဲ့ချစ်ဆန်ခရိုင်ထဲကမြစ်တွေကရေနမူနာကိုယူပြီးစစ်ဆေးမှုတွေလုပ်ရပါအစင်းနေညညာမှုတွေတွေ့ရှိခဲ့တယ်လို့ထိုင်းမီဒီယာတွေကဆိုပါတယ်မြန်မာနိုင်ငံအတွင်းတတူတူဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့နယ်စပ်မြစ်တွေထဲကအစင်းနေညညာမှုပြဿနာကိုဖြေရှင်းပြဖို့ထိုင်းအစိုးရကမြန်မာနိုင်ငံကိုတိုက်တွန်းထားကြောင်းထိုင်းအန်ကွဲရဲတည်င်းစာကမေလ29ရက်နေ့ကရေးသားဖော်ပြထားပါတယ်